မြေအောက်ဘန်ကာတွေကယူရေနီယံတွေကိုဘုံမကျဲခင်နေရာရွှေ့ထားတာကြောင့်ဘန်ကာအလွတ်ကြီးကိုပဲဖျက်ဆီးလိုက်နိုင်တဲ့အမေရိကန်ဒီရပိုင်းတွေမှာအီရန်နဲ့အမေရိကန်ကြားကတင်းမာမှုတွေကကမ္ဘာအာရုံဆိုင်မှုကိုခံနေရပါတယ်အမေရိကန်ကအီရန်ရဲ့နျူကလ িয়ার စခန်းတွေကိုတိုက်ခိုက်ခဲ့တယ်လို့ကြေညာခဲ့ပြီးနောက်မှာအီရန်ဘက်ကတော့ဒီတိုက်ခိုက်မှုတွေဟာဘာမှထိခိုက်မှုမရှိဘူးလို့ညင်းဆိုနေပါတယ်အီရန်ကြီးနန်းသတင်းရင်းမြစ်တဦးရဲ့ပြောပြချက်အရမြေအောက်စခန်းဖြစ်တဲ့ဖော်ဒိုမှာတော့ဝင်တန်းရေအတွက်ကိုအ ਨੇ ဆုံးရှော့ချထားပြီးဖော်ဒိုမှာရှိတဲ့အဆင့်မြင့်ကျွဲဝါးတဲ့ယူရေနီယံအများစုကို အမေရိကန်တိုက်ခိုက်မှုမပြုမီလျှို့ဝှက်နေရာတစ်ခုစီရွှေ့ပြောင်းထားပြီးသားလို့သိရပါဗါးဒါဟာအီရန်ကဒီတိုက်ခိုက်မှုလာမယ်ဆိုတာသိတဲ့အတွက်ယူရေနီယံတွေအားလုံးကိုကြိုတင်ရွှေ့ပြောင်းထားတယ်လို့ပြောတာပါပဲဒီနေရာမှာမမေ့သင့်တဲ့ချက်ကတော့ဖော်ဒိုးနဲ့နာတန့်စ်မှာအီရန်ကိုဆွဆွဲထားတာကယူရေနီယံကို60ရာခိုင်နှုန်းအထိကျွဲဝအောင်လုပ်ထားတယ်ဆိုတာပါပဲဒါဟာနျူကလ িয়ার လက်နက်တွေအတွက်လိုအပ်တဲ့အဆင့်အောင်နည်းနည်းလေးပဲရှော့ထားတာမလို့အစ္စရေးနဲ့အမေရိကန်တို့ဒီစခန်းတွေကိုတိုက်ခိုက်ခဲ့ကြတာပါ လေတောင်းတိုက်ခိုက်မှုတွေကအသုံးမဝင်ခဲ့ဘူးလားအကယ်၍အီရန်ပြောတာမှန်ပြီးသူတို့ Fordo နဲ့ Natanks ကယူရေနီယံတွေကိုအကုန်ရွှေ့ပြောင်းခဲ့တယ်ဆိုရင်အမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာတကယ်တမ်းကျတော့အသုံးမဝင်ခဲ့ဘူးလို့ဆိုလိုပါတယ်ဒါပေမဲ့ပျက်စီးဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီးဗတ်မလိုက်တဲ့အကဲဖြတ်မှုတွေကိုတော့ကျွန်တော်တို့ဆက်ဆောင်ကြည့်ရအောင်ပါပါဘာလို့လဲဆိုတော့တစ်ဖက်မှာအမေရိကန်ကဒီစခန်းတွေကိုလုံးဝပျက်စီးသွားပြီလို့ထိန်းသိမ်းထားပြီးအီရန်က နျူကလ িয়ার လက်နက်မထုတ်လုပ်နိုင်အောင်ရည်ရွယ်ခဲ့တာလို့ပြောပါရတယ်။သူတို့ကမစ်ရှင်အောင်မြင်တယ်လို့တောင်ကြေညာခဲ့ပါရတယ်။ဒါပေမဲ့အီရန်ကတော့တကယ်မဟုတ်ပါဘူး။ဒါလာမယ်ဆိုတာသိလို့ယူရေနီယံတွေအကုန်ရွှေ့ပြောင်းခဲ့ပါတယ်လို့တုံ့ပြန်ခဲ့ပါရတယ်။ဒီအပေါ်မှာအစ္စရေးအမြင်ကရောဘယ်လိုရှိလဲ။လက်ရှိအချိန်မှာတော့အစ္စရေးနဲ့အမေရိကန်တို့ဟာနျူကလ িয়ার ချိန်ချောက်မှုကိုလုံးဝချိန်မုံနိုင်ခဲ့ပြီလို့အတူတကွပြောဆိုနေကြပါရတယ်။အမေရိကန်က B2 ပုံကျဲလေယာဉ်တွေနဲ့ပစ်မှတ်ထားခဲ့တဲ့ NATO Thanks Fordo နဲ့ Isfahan ဆိုတဲ့နျူကလ িয়ার စခန်၃ခုစလုံးကိုထိမှန်ခဲ့ပြီး ခြေမုံနိုင်ခဲ့တယ်လို့ဆိုပါရယ်ဒါပေမဲ့သတင်းထောက်ရှီဗာနီရှာမာကတယ်အဗစ်အစ္စရေးကနေအစီရင်ခံတင်ပြခဲ့တယ်လို့ဒီပဋိပက္ခဟာမြေပြင်ပေါ်ကစစ်ပွဲတစ်ခုလည်းမဟုတ်ပါဘူးဒါဟာဝါရဖြန့်ချီရေးစစ်ပွဲသတင်းချက်လက်စစ်ပွဲနဲ့ဇက်ကြောင်းစစ်ပွဲတစ်ခုပါပဲအီရန်ရဲ့ပြောကြားချက်အရသူတို့ဟာယူရိုနီယံတိုက်တွေကိုအစ္စရေးဒါမှမဟုတ်အမေရိကန်ကတိုက်ခိုက်လာနိုင်တယ်ဆိုတာကိုသိတဲ့အတွက်ကြိုတင်ရွှေ့ပြောင်းထားပြီးသားလို့ဆိုပါတယ် ဒါကြောင့်အမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာအသုံးမဝင်ဘူးလို့သူတို့ကပြောပါတယ်။ဒါပေမဲ့အမေရိကန်နဲ့အစ္စရေးကတော့ဒီစခန်းတွေကိုတိုက်ခိုက်ခြင်းအဖြစ်အီရန်ရဲ့နျူကလ িয়ার စွမ်းရည်ကိုအောင်မြင်စွာရှော့ချနိုင်ခဲ့ပြီလို့ယုံကြည်မှုအပြည့်ရှိနေကြပါတယ်။ဒီအတွက်ကျွန်တော်တို့အီရန်မြေပြင်ကနောက်ထပ်အကဲဖြတ်မှုတွေနဲ့ပုံတွေကိုစောင့်ကြည့်ရအောင်ပါ။ဒီတုံးကြီးတွေဘယ်မှာထိမှန်ခဲ့လဲ။ဒီနျူကလ িয়ার ဆက်ရုံတွေကိုအမေရိကန်ကဘယ်မှာတိုက်ခိုက်ခဲ့လဲဆိုတာကိုပါ။ဒါပေမဲ့ဒါဟာမြေပြင်မှာတိုက်နေတဲ့စစ်ပွဲတစ်ခုလည်းမဟုတ်ပဲ ဝါရဖြန့်ချီရေးနဲ့သတင်းအချက်အလက်စစ်ပွဲတစ်ခုလည်းဖြစ်ပါတယ်။အီရန်ရဲ့နျူကလ িয়ার စခန်းတွေကိုအမေရိကန်ကဘုံမကျဲခင်ကတည်းကအီရန်ဘက်ကနျူကလ িয়ার ပစ္စည်းတွေကိုကြိုတင်ရွှေ့ပြောင်းထားတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတဲ့အခါမှာအမေရိကန်ရဲ့ထောင်လန်းရေးအဖွဲ့နဲ့လုံခြုံရေးဆိုင်ရာမေးခွန်းတွေထွက်ပေါ်လာခဲ့ပါတယ်။အထူးသဖြင့် Fordo လိုမြေအောင်စခန်းမျိုးကပစ္စည်းတွေကိုကြိုတင်ရွှေ့ပြောင်းနိုင်ဖို့ဆိုတာက အီရန်ဘက်မှာအချိန်အလုံလောက်ရခဲ့တယ်ဆိုတာကိုပြနေပါတယ်။ဒါဟာအမေရိကန်ရဲ့တိုက်ခိုက်မဲ့အစီအစဉ်ကိုအီရန်ကကြိုတင်သိရှိနေခဲ့ခြင်းကြောင့်ပဲဖြစ်နိုင်ပါတယ်။ဒီလိုရေးကြီးတဲ့စစ်ရေးဆိုင်ရာသတင်းချက်လက်တွေအထူးသဖြင့်အင်ဘူရောကလူအနည်းငယ်လောက်ပဲသိတဲ့လျှို့ဝှက်အစီအစဉ်မျိုးတွေကိုဘလို့လုပ်ပြီးအီရန်စီရောက်သွားတာလဲဆိုတဲ့မေးခွန်းကြီးကပေါ်လာပါတယ်။ဒါဟာအမေရိကန်ဆိုရရဲ့အမြင့်ဆုံးစစ်မှာတရှိုးရှိနေတာလား။ ါမှမဟုတ်အတွင်းလူတူဦးကသတင်းပေါက်ကြားစေခဲ့တာလားဆိုတဲ့တန်ဆရာတွေကိုဖြစ်ပေါ်စေပါတယ်။နိုင်ငံတော်လုံခြုံရေးအတွက်အရေးကြီးတဲ့ဒီလိုသတင်းအချက်အလက်တွေယူဆိတ်မှုဟာအမေရိကန်ရဲ့လုံခြုံရေးအတွက်ထောင်လန်ရေးကိုရက်နဲ့လုံခြုံရေးစနစ်ပေါ်ကြီးမားတဲ့မေးခွန်းထုတ်စရာဖြစ်လာစေခဲ့ပါတယ်။ဒီကိစ္စကိုအမေရိကန်ဘက်ကဘယ်လိုကင်တွေဖြေရှင်းမလဲဆိုတာစိတ်ဝင်စားစရာပါပဲ။အကယ်၍အမေရိကန်နဲ့အစ္စရေးကရည်ရွယ်ထားတဲ့ပြစ်မှတ်တွေကိုထိမှန်ခဲ့ပြီးအီရန်နျူကလ িয়ার လက်နက်ပိုင်ဆိုင်နိုင်ခြေကိုလုံးဝခြေဖုံးခဲ့ပြီလို့ထိမ့်သိမ်းထားတယ်ဆိုရင် အစ္စရေးနဲ့အမေရိကန်ဘက်ကဒီပဋိပက္ခဟာရည်ရွယ်ချက်အရပြီးဆုံးသွားပြီလို့ဆိုလိုပါတယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့ရည်မှန်းချက်ကဒီနျူကလ িয়ার စခန်းတွေကိုပိတ်မှတ်ထားဖို့ဖြစ်ပြီးအဲ့ဒါကိုလှုံ့ဆော်ခဲ့ပြီလို့သူတို့ကပြောပါတယ်။ဒါကြောင့်အစ္စရေးနဲ့အမေရိကန်တို့ကဒါပြီးဆုံးသွားပြီလို့ထင်ရပါတယ်။ဒါပေမဲ့အစ္စရေးကရည်မှန်းချက်ပေါင်းများစွာနဲ့ဒီစစ်ဆင်ရေးကိုစတင်ခဲ့တာပါ။နျူကလ িয়ার ချိန်ချောင်းမှုတွေကိုချိန်မုံတာဟာအဲ့ဒီရည်မှန်းချက်တွေထဲကတစ်ခုပါ။တခြားရည်မှန်းချက်တွေကတော့အီရန်ရဲ့တိုက်ချင်းပစ်ဒုံးကျည်တိဆောက်ရေးနဲ့တိုးတက်ရေးဆွဲရေးကိုလျှော့ချဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့်အစ္စရေးကဒီစစ်စင်ရေးကိုဆက်လုပ်မလားဆိုတာစောင့်ကြည့်ရပါလိမ့်မယ်။သူတို့ပြောခဲ့တာကအီရန်ရဲ့နျူကလ িয়ার စီစဉ်ဟာပြီးကနေဖြစ်တဲ့နျူကလ িয়ার စွမ်းအင်ချိန်ချောက်မှုကိုခြေမှုံးမှုတသက်ပဲလုပ်နေတာလို့ပြောခဲ့ပါတယ်။အခုအမေရိကန်ပြည်ထောင်စုကနေဒီစခန်းသုံးခုလုံးဖျက်ဆီးပြီးဖျက်ဆီးခံရပြီလို့ပြောလာတဲ့အခါအီရန်ရဲ့နျူကလ িয়ার စွမ်းအင်ကိုရှော့ချနိုင်ခဲ့ပြီဆိုတဲ့ပထမဆုံးရည်မှန်းချက်ကတော့ပြည့်မီသွားပါပြီ။ဒါပေမဲ့တခြားရည်မှန်းချက်တွေရောဘယ်လိုလဲ။တခြားကြီးမန်းချက်တွေကတော့အီရန်ရဲ့မဟာမိတ်ကိုယ်စားလှယ်များ Proxys ကိုလုံးဝရှော့ချပစ်ဖို့ အီရန်ရဲ့ဒုံးကျည်ထုတ်လုပ်နိုင်တဲ့စွမ်းရည်နဲ့ခွန်အားကိုလုံးဝလျှော့ချပစ်ဖို့ပဲဖြစ်ပါတယ်။အဲဒီဒုံးကျည်တွေကိုကိုယ်စလဲစီပေးအပ်နိုင်ပြီးအစ္စရေးကိုတိုက်ခိုက်ဖို့အသုံးပြုနိုင်ပါတယ်။အစ္စရေးရဲ့စီစဉ်မှာအစိုးရအပြောင်းလဲဖြစ်နိုင်ခြင်းလည်းပါဝင်ပါတယ်။ဒါကြောင့်အခုကစစ်ပွဲတစ်ခုလုံးရဲ့အလှည့်ပြောင်းပါ။ဒါကအမေရိကန်ပြည်ထောင်စုကဒီပြည်ပခတစ်ခုလုံးနဲ့ကိုဝင်ရောက်လာတဲ့ဆယ်ရက်မြောက်နေပဲဖြစ်ပါတယ်။အီရန်ကအစ္စရေးပေါ်ဒုံးကျည်တွေစတင်ပစ်ခတ်နေပြီဖြစ်ပါတယ်။ဒါအပြင်အီရန်ဟာကာတာမှာရှိတဲ့အမေရိကန်လေတပ်စခန်းကိုဒုံးကျည်6စင်းနဲ့တိုက်ခိုက်ခဲ့ကြောင်းလည်းသတင်းတွေထွက်ပေါ်နေပါဗျ။ ဒါဟာအစ္စရေးကိုတိုက်ခိုက်ရုံသာမကအမေရိကန်ရဲ့အကျိုးစီးပွားတွေကိုပါချိမ့်ချောက်လာတာကိုပြသနေပါဗျ။ဒါကြောင့်အစ္စရေးလိုရမယ့်အဓိကအချက်နှစ်ချက်ရှိပါတယ်။ပြည်သူတွေကိုကဲ့တင်မှုတုံ့ပြန်တိုက်ခိုက်မှုတွေကိုလှုံ့ဆော်မှုပြီးတော့ရီမန်းချက်တွေမပြည့်မီသေးဘူးလို့ထင်ရင်စစ်စင်ရေးတွေကိုဆက်လုပ်ဖို့ပဲဖြစ်ပါတယ်။အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကလေးကအီရန်ကအစ္စရေးကိုပြန်လည်တိုက်ခိုက်နေတာတော့အမှန်ပါပဲ။အမေရိကန်စခန်းတွေကိုတိုက်ခိုက်တာမျိုးတော့မဟုတ်သေးပေမဲ့ Haifa လိုမြို့တွေမှာအစ္စရေးကိုဒုံးကျည်တွေဆက်လက်ပစ်ခတ်နေပါတယ်။ ဂျိုဒူထောင်လန်းရေးအရအီရန်ဟာအမေရိကန်ရဲ့နျူကလ িয়ার ဆက်ရုံများအားတိုက်ခိုက်မှုကိုကြိုတင်ခံမှန်းခဲ့ပွဲရှိတယ်လို့သိရပါတယ်။ Maxa Technology Maxa နီးပညာများကရိုက်ကူးထားတဲ့မြင်မာတဲ့ရုပ်ပုံတွေဟာဒီအချက်ကိုထောက်ခံနေပါတယ်။အမေရိကန်ဘုံကျဲလင်းတွေမရောက်မီအရေးကြီးတဲ့ရက်တွေအတွင်း Fordo လို့ကြွယ်ဝမှုစခန်းမှာထူးခြားတဲ့လှုပ်ရှားမှုတွေကိုတွေ့ရှိရပါတယ်။အထူးသဖြင့်ဇွန်လ19ရက်နေ့မှာ Counting Tracker 16စီးဟာ Fordo ရဲ့ဥမင်လှိုင်းကောင်းဝင်ပေါက်စီကိုဥတီတဲ့လမ်းပေါ်မှာပေါ်လာခဲ့တာကိုတွေ့ရပါတယ်။ ဒါဟာပုံမှန်မဟုတ်တဲ့လှုပ်ရှားမှုတစ်ခုပါနောက်တနေ့မှာတော့ဒီရင်များစုဟာအနောက်မြောက်ဘက်1ကီလိုမီတာခန့်အကွာကိုနေရာပြောင်းရွှေ့သွားကြပြီးအပိုထရက်ကားတွေနဲ့ဘူဒိုဇာတွေဟာအဓိကစခန်းဝင်ပေါက်အနီးမှာစုဝေးခဲ့ကြပါတယ်အိန္ဒိယတူရေးရဲ့ထောင်လိုင်းရေးအဖွဲ့ကိုပေးပို့တဲ့ဂျူဒုခွဲကြမ်းစိတ်ဖြာမှုအရကုန်တင်ထရက်ကားတစ်စီးဟာအဓိကဥမင်လှိုင်ကောင်းဝင်ပေါက်ဘေးမှာတိုက်ရိုက်ရန်နာထားတာကိုတွေ့ရပါတယ်ဒီအချိန်ကာလဟာအီရန်ဟာတိုက်ခိုက်မှုမတိုင်မီအရေးကြီးတဲ့နျူကလ িয়ার ပစ္စည်းတွေကိုချွေပြောင်းခဲ့ခြင်းရှိမရှိမေးခွန်းထုတ်เสียဖြစ်လာစေပါတယ်။ ဒါကအီရန်တိုက်ခိုက်မှုတွေကိုကြိုသိနေခဲ့တာလားဆိုတဲ့မေးခွန်းကြီးကိုဖြစ်ပေါ်စေခဲ့ပါတယ်။ Andrel တတင်းထောက် Armel Sigey ရဲ့အဆိုအရအစ္စရေးယာရှိတွေက Isfahan ဆက်ယုံတိုက်ခိုက်ခံရခြင်းမှာကြွယ်ဝတန့်စင်ပြီးသားယူရေနီယံရှိနေတယ်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့လည်းပစ္စည်းတွေဖျက်ဆီးခဲ့ရခြင်းဒါမှမဟုတ်အပျက်စီးတွေအောက်မှာမြုပ်နှံခံရခြင်းရှိမရှိဆိုတာကတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ဒီလိုမရှင်းမလင်းအခြေအနေမှာအီရန်ဘက်ကတော့ခိုင်မာတဲ့ရည်ရည်ချက်ကိုပြသခဲ့ပါတယ်။အီရန်ရုတ်တံထုတ်လွှင့်ရေးအာဏာပိုင်အဖွဲ့ရဲ့ နိုင်ငံရေးဆိုင်ရာဒုတိယညွှန်ကြားရေးမှူးဟာဆန်အာဘာဒီနီကနိုင်ငံဟာနျူကလ িয়ার စခန်းသုံးခုသလုံးကိုကြိုတင်၍ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်းနိုင်ငံပိုင်ရုပ်မြင်သံကြားမှတရားဝင်ကြေညာခဲ့ပါတယ်။သူကကျွန်တော်တို့ရဲ့အစ္စလာမစ်သမ္မတနိုင်ငံဟာဒီစခန်းတွေကိုလွန်ခဲ့တဲ့အချိန်တော်ကြာကလေးကရွှေ့ပြောင်းနေခဲ့တာပါ။ဇီယွန်ဝါရီစနစ်ကဒီစခန်းတွေကိုတိုက်ခိုက်တယ်လို့မပြောဆိုခင်ကလေးကရွှေ့ထားပြီးသားပါ။တကယ်တော့ဒီနေရာတွေမှာကျွန်တော်တို့မှာဘာပစ္စည်းမှမရှိဘူးဆိုတာရှင်းရှင်းလင်းလင်းဖော်ပြပြီးသားပါလို့ဆိုပါရစေ။ ဒီလိုမျိုးအီရန်ရဲ့ပြောဆိုမှုတွေကိုအားဖြည့်ပေးတဲ့သတင်းတွေလည်းရှိပါတယ်။အာယာနာသတင်းထောက်တွေရဲ့အဆိုအရဖော်ဒိုအနီးမှာရှိတဲ့ဒေသခံတွေကကြီးမားတဲ့ပောက်ကွဲမှုတွေရဲ့လက္ခဏာတွေကိုမတွေ့ရှိရပဲအခြေအနေတွေငြိမ်သက်ပြီးပုံမှန်တိုင်းရှိနေတယ်လို့ဖော်ပြပါတယ်။ဒါအပြင် Open Source Center ကအီရန်ဟာဇွန်လ22ရက်နေ့မှာဖော်ဒိုရဲ့ဝင်ပဥမင်လှိုင်ကောင်းတွေကိုမြေကြီးနဲ့ဖြည့်ခဲ့တယ်လို့အစီရင်ခံခဲ့ပြီးဒါဟာကြိုတင်ပြင်ဆင်မှုတွေပုံမှုလှုပ်ဆောင်ခဲ့တယ်ဆိုတဲ့အချက်ကိုပုံမှုခိုင်မာလာစေပါတယ်။တစ်ချိန်တည်းမှာပဲ Israel ဝန်ကြီးချုပ် ဘေဂျမင်နေတန်ယာဟုကအမေရိကန်ရဲ့ပူးပေါင်းတိုက်ခိုက်မှုတွေနောက်မှာအီရန်ရဲ့နျူကလ িয়ার စင်စင်ကိုလုံးဝဖျက်ဆီးပစ်မယ်ဆိုတဲ့သူ့ရဲ့ကတိကိုပြန်လည်ကြေညာခဲ့ပါတယ်။ဇွန်လ22ရက်နေ့မှာတင်ခဲ့တဲ့လုံးဝဖျက်ဆီးပစ်မယ်ဆိုတဲ့သူ့ရဲ့ကတိကိုဗီဒီယိုမက်ဆေ့ချ်တစ်ခုမှာနေတန်ယာဟုကဒီတိုက်ခိုက်မှုတွေဟာတမိုင်းဝင်လှည့်ပြောင်းတစ်ခုဖြစ်ကြောင်းပြောခဲ့ပါတယ်။သူကဒီကတိဟာသူနဲ့တမရထရန့်တို့ကြားအပြည့်အဝပူးပေါင်းဆောင်ရွက်မှုနဲ့ IDF Israel ကာကွယ်ရေးတပ်နဲ့ American စစ်တပ်တို့ကြား အပြည့်အဝပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပြည့်မီခဲ့တယ်လို့ဆိုပါတယ်။တမရဒေါ်နယ်ထရန့်ကလည်းသူ့ရဲ့ကြေညာချက်မှာဒီတိုက်ခိုက်မှုတွေဟာအောင်မြင်တယ်လို့ပြောခဲ့ပြီးနျူကလ িয়ার ကျွဲဝါမှုဆက်ရောင်တွေဟာလုံးဝပျက်စီးသွားပြီလို့ဆိုပါတယ်။ထရမ့်ကအီရန်နေနဲ့တန်တမန်ရေးရာဖြည့်ရှင်းမှုတွေကိုမလိုက်နာဘူးဆိုရင်နောက်အကျိုးဆက်တွေရှိလာနိုင်ပြီးပြစ်မှတ်တွေအများကြီးကျန်သေးတယ်လို့တောင်သတိပေးခဲ့ပါတယ်။နေတန်ယာဟုကထရမ့်ရဲ့ဥဆောင်မှုကိုချီးကျူးခဲ့ပြီးအမေရိကန်ပြည်ထောင်စုရဲ့ခန္ဓာထယ်ဝါပြီးတရားမျှတတဲ့အင်အားနဲ့ အီရန်ရဲ့နျူကလ িয়ার ဆက်ရုံတွေကိုပိတ်မှတ်ထားဖို့ရဲရင်တဲ့ဆုံးဖြတ်ချက်ကိုခေါ်ဆိုခဲ့ပါတယ်။အစ္စရေးကောင်းဆောင်ကဒီလုပ်ရဟာသမိုင်းကိုပြောင်းလဲစေပြီးအရှိလေပိုင်းကိုတာယာဝါပြောမှုနဲ့ငြိမ်းချမ်းရေးစီဥတည်သွားစေလိမ့်မယ်လို့ပြောခဲ့ပါတယ်။နိုင်ငံတကာရဲ့တုံ့ပြန်မှုတွေကတော့ရောနှောနေပါတယ်။ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာကအီရန်ရဲ့နျူကလ িয়ার ချိန်းချမှုကိုကင်တွယ်ဖြေရှင်းဖို့လှုံ့ဆော်ချက်ကိုထောက်ခံခဲ့ပါတယ်။ဒါပေမဲ့ကုလသမဂ္ဂအထွေထွေတွေးရင်မှုချုပ်အန်တိုနီယိုဂူတာရက်စ်ကတော့ဒီတိုက်ခိုက်မှုတွေကို NLA ရှိတဲ့တင်းမာမှုတစ်ခုလို့ခေါ်ဆိုခဲ့ပါတယ်။ နိုင်ငံတကာအမှုမြွှဆိုင်အေဂျင်စီ IAEA ကတော့ပြတ်မှတ်ထားတဲ့စခန်းတွေမှာဓာတ်ရောင်ကြီးပမာဏတိုးလာမှုမရှိဘူးလို့အတည်ပြုခဲ့ပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးဂျိုဒူးပုံရိပ်တွေနဲ့အီရန်ရဲ့ပြောဆိုချက်တွေကသူတို့တိုက်ခိုက်မှုတွေကိုကြိုသိပြီးနျူကလ িয়ার ပစ္စည်းတွေကိုရွှေ့ပြောင်းခဲ့တယ်လို့ယူဆเสียအကြောင်းတွေကိုဖန်တီးပေးနေပါတယ်။ဒီလိုဆိုရင်အမေရိကန်နဲ့အစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာဘလောက်အထိထိရောက်မှုရှိခဲ့လဲဆိုတာမေးခွန်းထုတ်เสียဖြစ်လာပါတယ်။အီရန်ရဲ့နျူကလ িয়ার စခန်းတွေကိုတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးထွက်ပေါ်လာတဲ့သတင်းအချက်အလက်တွေကတကယ့်ကိုရှုပ်ထွေးလာပါတယ်။ အီရန်ဘက်ကတော့ထိခိုက်မှုမရှိဘူးလို့ခိုင်ခိုင်မာမာငြင်းဆန်ပြီးသူတို့ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားတယ်ဆိုတဲ့အထောက်အထားတွေလည်းဂျိုဒူပုံရိပ်တွေကနေတဆင့်ထွက်ပေါ်လာနေပါတယ်။ဒီတော့တကယ်တမ်းကျတော့အမေရိကန်နဲ့အစ္စရေးတိုက်ခိုက်မှုတွေကဘလောက်ထိအရာရောက်ခဲ့တယ်လဲဆိုတဲ့မေးခွန်းကပိုပြီးပေါ်လွင်လာပါတယ်။ဒီလိုအရေးကြီးတဲ့စစ်ရေးအစီအစဉ်တွေနဲ့ပတ်သက်ပြီးအထူးသဖြင့်အိမ်ပြူတော်ကလူအနေငယ်လောက်ပဲသိတဲ့လျှို့ဝှက်သတင်းအချက်အလက်တွေယူဆိတ်မှုဖြစ်ခဲ့တဲ့ဆိုတဲ့တန်တရားတွေကလည်းပုံမှန်မြင့်တက်လာနေပါဗါဒါဟာအမေရိကန်ရဲ့ထောင်လိုင်းရေးစနစ်နဲ့ လုံခြုံရေးပေါ်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပါပဲအခြေအနေတွေကတင်းမာနေသေးပါပဲအစ္စရေးဝန်ကြီးချုပ်ဘစ်ဂျမန်နေတန်ယာဟုနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ရဲ့ပြောစကားတွေကလည်းဒီပဋိပက္ခဟာလွယ်လွယ်လပ်ပြီးဆုံးမသွားနိုင်သေးဘူးဆိုတာကိုပြသနေပါတယ်နိုင်ငံတကာရဲ့တုံ့ပြန်မှုတွေကလည်းအမျိုးမျိုးကွဲပြားနေသေးဖြစ်တာမို့ဒီအခြေအနေတွေဘလို့ဆက်လက်တိုးတက်ပြောင်းလဲလာမလဲဆိုတာကိုတော့ဆက်လက်ဆောင်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ